ချိန်တုန်းကကျဆဲမငငယ်ပဲရှိသေးတယ်လေဆဲမမျိုးတက်ငယ်စနစ်ကောင်းတော့ခုမှပြင်ပြီးတချို့ဟာပြင်တင်ရတာပေါ့နော်ဆိုတော့အဲပြဿနာပါလဲဆိုအဲ့လိုဗရိမတက်ခင်ရွှေကိုတည်နေတာပေါ့ practice ကောင်းကောင်းမရှိသေးပဲနဲ့ကွန်ပက်ချင်တဲ့ပြဿနာပေါ့နော်အဲ့လိုအဲ့လိုမျိုး practice မကောင်းမှန်းနဲ့ကွန်ပက်လို့ရှင်ဘာဖြစ်သွားလဲဆိုတော့အဲဘယ်လိုပုံလဲကိုယ့်ရဲ့ swing တွေကမလှဘူးဘယ်လိုပုံလဲအခြေခံ foundation မကောင်းရင်တိုက်ကပြိုးတတ်တဲ့သဘောပဲလေဆိုတော့အခုအရွယ်ကြမှာကိုပြင်ပြရတာပေါ့အဓိကကျတော့ဟိုနောက်ကလေးကိုဟိုဟာ အကြံပေးချင်တာကြတော့မလုပ်မဖြစ်အောင်လို့အစကတည်းကပတ်ပတ်ချင်တဲ့ဇောတွေမတန်ဖို့ရဲသိချာပေါ့နော်ဒီ practice ကောင်းကောင်းသွားရမယ်အချိန်တွေတိကျပြီးတော့မှဒီဆရာဆရာမတွေရဲ့လမ်းညွှန်မှုတိုင်းပေါ့နော်ဆရာဆရာမတွေကွန်ပတ်လို့ရပြီဆိုမှပဲပတ်ကြပါဘူးအဲ့လိုဂျာထဲမှာလည်းခိုးပတ်တာတော့ဇောတန်တာတော့မလုပ်ပါနောက်တစ်ခါကျလောင်းကြီးစားကြီးရိုက်တာပေါ့နော်အဲ့ဒါကြောင့်အပျော်ပါပဲခိုးလို့ပြောပြီးတော့ဟိုအရင် heavy လောင်းရတာမဟုတ်ပဲမဲ့အဲ့လိုအဲ့လိုလောင်းစားလေးပါရရိုက်လို့ပိုကောင်းတယ်ကွာအဲ့ဟာပြဿနာပါလဲဆိုတော့အဲ့လောင်းတဲ့ဟာကြောင့်လို့ရှင့်မတော့ကြာလို့ system ရိုက်ရတာမကောင်းတော့ဘူး ဟိုအတွက်ချက်တွေနဲ့ပေါ့နော် driver ရိုက်ရမယ့်နေရာတွေမှာလဲကိုကအမဆိုအရင်အရင်7အရင်ကောင်းတဲ့ခါကျတော့ဆက်ထွက်တယ်အရင်7နဲ့ထွက်တာဒါပေမဲ့တေချာတစ်ခုကကျအမပတ်စံနိုင်တယ်ဒါပေမဲ့ဘာလဲဆိုတော့ဟိုဟိုစနစ်မကောင်းတော့ဆွေးနေလည်းပြတ်သွားတာပေါ့နော်အဲ့တော့အစကနေပြန်စင်ပြန်စင်ခုအဲ့လိုဖြစ်တာပေါ့နော်ကျွန်တော်ဆရာတွေကတခုခုလုပ်မယ်ဆိုရင်စိတ်ရှည်ပါစနစ်ကောင်းခါကျရင်ဆွေးလေးလည်းလာမယ်ရေရှည်အတွက်လည်းကောင်းမယ်ပေါ့နော်ဟိုနောက်တင်မဲ့လူတွေရောအဲ့လိုစိတ်ရှည်ဖို့အကြံပေးကြပါဦး ဟောကျွန်တော်တို့ဒီ Pro MDG ကဟိုဒီနေ့နှစ်ပွဲလုံးမယ်ဆိုတာဒါအခုဒုတိယမြောက်ရာသီရဲ့အမှားပွဲပေါ့အဲ့ဒါလေးကိုစပြီးတော့ကျင်းပတာပေါ့နော်ဟုတ်အဲ့တော့ဒီ join ဖြစ်သွားလဲပေါ့ဒီပွဲလေးပေါ့ဒီကဖိတ်တာရဲ့ပြီးတော့ဒါမျိုးရဲ့ဆရာမဆရာကျွန်မရင်မြေမျိုးကနေပြီးတော့အဲမမျိုးရိုက်မလားဆိုတဲ့အချိန်မှာမျိုးကကြတော့ဒါကကြတော့ကိုယ့်ရဲ့ ကန်ကောင်းနဲ့ပြောရမှာကန်ကောင်းနဲ့ဆိုတာကြဒီလိုမျိုး protein နဲ့ရရတယ်ကိုယ်ဆရာသမားနဲ့ကိုပြင်ရရကြတော့ကိုယ့်အတွက်ကအတွေ့အကြုံကောင်းရတယ်ပေါ့ဒါပြောရမယ်ခဏနှစ်ကျော်ပြီဆိုတော့အားလုံးတိတ်ခတ်မှုပြောပြချင်ပါတယ်အဲ့တော့ဒီလိုလိုမြဲဖြစ်သွားတယ်ပေါ့အခုအကျိုးအနည်းတွေတော့ခဏဟိုပါပေါ့အမပြောသလိုပဲဒီလမ်းလျှောက်ဖြစ်မယ်ဟိုပါပေါ့ဒီကိုယ်နဲ့လို့ရှားမှုဖြစ်တာပေါ့နော်အဓိကတော့ဒီပါပေါ့အဲ့တော့ဖြစ်ရမှာအဓိကတော့ခေါင်းရိုက်တယ်ဆိုတာတော့ပတ်စံကုန်ပါတယ်ဒါပေမဲ့ အဲကုန်းနာထက်ပြင်ပြီးရတဲ့ကောင်းကျိုးတွေလည်းအများကြီးရှိပါတော့เนาะအဲခေါင်းရိုက်တာဆိုတော့ဝရတယ်ဆိုတာအဲ့လိုအဲ့လိုနားတဲ့အချိန်မှာသူကဘီယာတောက်ကြတာဟုတ်เนาะအဲ့တော့ပုံမှန်အားကစားတစ်ခုလိုပဲအလေးထားပြီးလုပ်တယ်ဆိုလို့ရှိရင်ဒါ enjoy ဖြစ်တဲ့လူတော့တပိုင်းပေါ့เนาะသူကဝရလဲသူကတပြိုရဲဆိုတော့တပြိုပေါ့အဲ့လိုမဟုတ်ပဲねအဲ့လိုမျိုးအားကစားတစ်ခုလိုတေချာလုပ်ပြီးတော့မှကောင်းတဲ့အလေးချင်းတစ်ခုနဲ့ဆိုရင်တော့သူကလမ်းလျှောက်လမ်းလျှောက်ဖြစ်တယ်လမ်းလျှောက်တယ်ဆိုရင်ပုံမှန်လမ်းလျှောက်တယ်ဆိုရင်လူတယောက်တော့အရင်ကောင်းတယ်ပြီးတော့ခေါင်းရိုက်တယ်ဆိုတာကြာသူကဘယ်လိုဟိုအာယုံဆူဆိုက်မှုရှိရတယ်အဲ့လိုဆိုရင်ရိုက်ဘယ်လိုပါ စိတ်ကိုရဲ့စိတ်ကိုလည်းကို control ကောင်းလုပ်နိုင်ရတာပေါ့နော်သူသူရဲ့ needs နဲ့အတိုင်းပဲသူကသွားလို့ရတယ်အဲ့လိုဘယ်လိုလုပ်ကောင်းလဲနည်းနည်းငော့ပြီးလုပ်လို့ရတဲ့မျိုးဟာမဟုတ်ဘူးပေါ့လေဆိုတော့စနစ်ကောင်းတယ်ပြီးလို့ရှိရင်အာရုံစိုးစိုက်မှုကိုကောင်းတယ်အကျမိုက်တော့ကောင်းတယ်ဆိုတော့ control တွေကအများကြီးပါပေါ့ဒီကစားနည်းကဟိုတူးတယောက်ချင်းကိုပိုင်ဆုံးဖြတ်ချက်တယ်ပေါ့နော်ဘယ်လိုကိုကိုရဲ့ responsibility အများကြီးပါအဲ့တော့ကိုကောင်းမှလည်းကိုစူးစမ်းမှလည်းကိုရမယ်သူသူဘယ်လိုအတင်းအဖွဲနဲ့လုပ်တဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီအတင်းအဲ ဘယ်လိုပြောမလဲ team event ရိုက်ခဲ့ရင်တော့ဒါတအုပ်တယောက်ချင်းကောင်းနေမှာအဆင်ပြေမှာပေါ့လေအဲ့ဒါအာကိုတကယ်ဒီဟိုဒီလူဝါမှာဆိုလဲကိုဖက်ကိုကိုလုပ်တဲ့ဟာကိုအာအကောင်းဆုံးလုပ်ရတဲ့ကို responsibility ကိုရတယ်ပြောကျမ်းမာရေးအတွက်ကောင်းတယ်ပြီးရင်ဒီအာဇာနီကအာလက်လျှောက်တာပြီးရင်ဒီဆွန့်လွှဲတာအပြင်တခြားဟိုရရှိပေါ့အသက်ကြီးတဲ့ဖြစ် ရိုက်ကစားသွားလို့ရတယ်အရင်ပြေးရတာတွေပဲမပါတော့ရေရှည်ကစားလို့ရတဲ့ရိုက်ကစားနေဖြစ်တဲ့အတွက်လူကြီးလူငယ်မျိုးအကုန်လုံးတင့်တော်တဲ့အားကစားနေစိတ်မသာမှုရှိတော့အခုတော့မအားလို့ပါလာပါတော့နော်ဒီဟိုဆယ်လီလည်းရိုက်လာပြီဆိုတော့ပိုပြီးကောင်းလာနောက်ပွဲတွေပြီးတော့ပိုပြီးလူများလာမယ်ပိုစီလာပေါ့နောက်လူပိုစိတ်ဝင်လာအခုတော့ကျွန်တော်ဆိုတိုက်တဲ့စပွန်ဆာရောက်ပါတယ်ကျွန်တော်တပ်ပွဲမှာတိုက်တဲ့မရှိဘူးဒိုင်းမွန်းနဲ့ပဲဟုတ်ပြီအခုတော့ publicity ကဆိုလာကင်မရတိုက်တဲ့ပေးရဆိုတော့ပိုပြီးတော့စူကြီးတဲ့ပိုတိုးလာဆိုတော့ပိုကောင်းလာပါတယ် ကောင်းပါတယ်ဟို practice နေဟိုအလုပ်များပြီး practice နေနိုင်ရှိမယ်ပုံမှန်ရိုက်တယ်ဆိုကောင်းတယ်ပါပါမရိုက်တဲ့အချိန်တော့ကျတော့ဆက်မငငယ်ပဲရှိသေးတယ်ဆက်မမျိုးတဲ့ငယ်စနစ်ကောင်းတော့ခုမှပြန်ပြီးတချို့ ਆ ပြန်တင်ရအောင်ပေါ့နော်ဆိုတော့အဲပြဿနာပါလဲဆိုအဲ့လိုဗရိမ်တက်ခင်ရွှေကိုတည်နေတာပေါ့ practice ကောင်းကောင်းမရှိသေးပဲနဲ့ကွန်ပက်ချင်တဲ့ပြဿနာပေါ့နော်အဲ့လိုအဲ့လိုမျိုး practice မကောင်းမှန်းနဲ့ကွန်ပက်လို့ရှင်ဘာဖြစ်သွားလဲဆိုတော့နောက်ကလေးကိုဟိုက အကြံပေးချင်တာကြာမလို့မဖြစ်အောင်လို့စကလေးကကွန်ပက်ချင်တဲ့ဇောတွေမတန်ဖို့ရေတိချာပေါ့နော်ဒီ practice ကောင်းကောင်းသွားရမယ်အချိန်တွေတိကျပြီးတော့မှဒီဆရာဆရာမတွေရဲ့လမ်းညွှန်မှုတိုင်းပေါ့နော်ဆရာဆရာမတွေကွန်ပက်လို့ရပြီဆိုမှပဲပတ်ကြပါလို့အဲ့လိုကြားထဲမှာလည်းခိုးပတ်တာတော့ဇောတန်တာတော့မလုပ်ပါနောက်တစ်ခါကျလောင်းကြီးစားကြီးရိုက်တာပေါ့နော်အဲ့ဒါကြောင့်အပျော်ပါပဲခုလိုပြောပြီးတော့ဟိုအရန် heavy လောင်းရတာမဟုတ်ပဲမဲ့အဲ့လိုအဲ့အဲ့လိုလောင်းစားလေးပါရရိုက်လို့ပိုကောင်းတယ်ကွာအဲ့ဟာပြဿနာပါလဲဆိုတော့အဲ့လောင်းတဲ့ဟာကြောင့်လို့ဆရာမတော့ကြာလို့ system ရိုက်ရတာမကောင်းတော့ဘူး ဟိုအတွက်ချက်တွေနဲ့ပေါ့နော် driver ရိုက်ရမယ့်နေရာတွေမှာလဲကိုကဟိုအမဆို iron iron 7ရန်ကောင်းတဲ့ခါကျတော့ဆက်ထွက်တယ် iron 7နဲ့ထွက်တာဒါပေမဲ့တေချာတစ်ခုကကျအမပတ်စံနိုင်တယ်ဒါပေမဲ့ဘာလဲဆိုတော့ဟိုဟိုစနစ်မကောင်းတော့ဆွင်းနေလည်းပြတ်သွားတာပေါ့နော်အဲ့တော့အစကနေပြန်စင်ပြန်စင်ခုအဲ့လိုဖြစ်တာပေါ့နော်ဆိုတော့ဆရာတွေကတစ်ခုခုလုပ်မယ်ဆိုရင်စိတ်ရှည်ပါစနစ်ကောင်းခါကျရင်ဆွင်းလေးလည်းလာမယ်ရေရှည်အတွက်လည်းကောင်းမယ်ပေါ့နော်ဆိုတော့ဟိုနောက်တင်မဲ့လူတွေရောအဲ့လိုစိတ်ရှည်ပို့ အကြံပေးချင်ပါတယ်။ကျွန်တော်ဒီနေ့ကြဲပေါ်မှာ၃မျိုးဟိုဟာဟိုဟာ professional ဆို individual game ပါတူတယောက်ချင်းတစားရခင်ပြီးတော့လို့ရှိရင် amateur မှာလည်းယောက်ျားလေး main player ကတူတယောက်ချင်းအတူတူပဲပြန်ဝင်ထူလို့ individual game ပါမယ်ပြီးတော့လို့ရှိရင် team ပေါ့ team ကတော့ pro နဲ့ amateur နဲ့တွဲအခုစမမျိုးနဲ့ဆရာနဲ့ဆိုတော့တွဲရတဲ့ team ပါကျွန်တော်ဆိုကျွန်တော် partner တစ်ပင်းရှိတယ်အဲ့ဒါကအကောင်းဆုံး channel ရတဲ့မျိုးဝင်တော့နော်စူပေးပွဲကပထမဆုံးက ဟို professional မှာဆိုရင်တော့ပထမဆုံးကဟိုပေါ့ဒီ solar set ပထမဆုံးက350နဲ့ solar set ရငွေသား35နဲ့နောက်ပြီးွားလို့ရှိရင် individual မှာလည်းဒီ winner ကဟိုက300နဲ့ inverter set ရပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီဟိုပေါ့ဆယ်သိန်းပေါ့ cash ဆယ်သိန်းရဒီမှာ cover team ကကျွန်တော်30 winner 30နောက်ကျွန်တော်တို့ဒီ pro တွေအတွက်ကိုလည်းဟိုတစ်ကနေလာရတဲ့30မြောက်လောက်မှာစုကုန်ပြီးပါတယ်အမ system သိမ့်မကောင်းဟိုအရင်တုန်းကအခြေခံသိမ့်မကောင်းတဲ့ခါကျဒါကြောင့်မို့လဲဟိုဆီယမ်းနဲ့ပြင်ရတာရှိရအောင်လို့ သို့မဲ့ခုကကြတော့ဟိုအရှိချင်းပြောရရင်ကွာကိုကလည်းကိုအိမ်မှာ TV မှာကြည့်ရတဲ့ခံစားချက်နဲ့ကိုင်းထဲမှာ Pro တွေကိုကြည့်ရတဲ့ခံစားချက်ကအရင်ကွာလေဆိုတော့ဒါသူတို့နဲ့ live ကိုကြည့်ရတဲ့ပြင်ကွာဟိုကဘေးကနေလိုက်ကြည့်ရတာမဟုတ်ဘူးသိလားတူတူရိုက်ခွင့်ရရယ်ဆိုတော့ကွာကိုကောင်းတယ်အဲ့ဒီအချိန်မှာကိုရိုက်တာမှားတာတွေကိုကိုတခါလေသူတို့ကြည့်ပြီးသင်ယူသွားလို့ရတယ်ပြီးရင်လည်းမလည်းနဲ့ပြောလို့ရသေးတယ်အဲ့ဒါလည်းဘယ်လိုလေးလဲမေးလို့ရသေးတယ်ကွာအဲ့ဒီချက်ကောင်းတာမရှိဘူးကွာ ဆိုတဲ့ခါကျတော့ဘာလို့စိတ်ပူလဲစိတ်မပူလားပူတယ်ဘာပူလားလဲဆိုတော့ကိုကြောင့်တစ်ဖက်လူစိတ်နှောက်ရှက်ဖြစ်မှာလဲဆိုတော့ကျန်တာတော့မနိုင်ပြတော့အရင်ကျေနပ်နေရအရင်ကျေနပ်နေရဒီအာဘာနီယာကျမရဲ့အတွက်ကောဒီပေါ့ဆိုရှယ်အတွက်ကောအရင်ကောင်းပါတယ်ပေါ့လေဟုတ်အားလုံးလည်းရေကူဖိတ်ခေါ်ပါတယ်ဒီလိုပြိုင်ပွဲတွေများများဆယ်နောက်ပိုင်းဟိုလုတ်လုတ်ဖြစ်မယ်ဆိုတော့ဒီဖေရှာလေးလေ့ကျင့်ပြီးတော့ လာရကြပါလို့ဖိတ်ခေါ်ပါတယ်။ဒီမှာမှာနားတဲ့ဥစ္စာတွေဒီမှာမှာတပွဲထလို့ပေါ့။တကယ်လို့ဂျိုင်းမှာစပွန်ဆာရှိခဲ့လေဆယ်လာပိုင်းတော့တပွဲလုံးပေါ့။ဆိုတော့ပွဲလုံးတိုင်းလည်းအမတို့ပဲဆယ်လီတွေကိုဖိတ်အောင်ပေါ့နော်။ဟိုပါလို့